အတူတဲ channel ကနေအပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေဖြစ်များအစီအစဉ်ကိုရှီတကုံစီတော်မိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းဆယ်ညောင်းနဲ့တွေ့ဆုံမိမြတ်မိမြတ်ထားရဲ့အကောင့်ပိုင်ရှင်ကတော့တင်အောင်ဖြစ်ပါတယ်သူမေးထားတာကတော့ ကျောင်းတက်ကြောင်းမှာကိုရင်ငယ်လေးကိုတံတရားတစ်ခုကြောင့်တေအောင်ရိုက်စစ်မိလိုက်တဲ့ယဟန်သုံးပါးဟာပါရာဇိကကြပါသလားဆရာရူသေးစွာမေးလိုပါရဲ့ဆိုပြီးတော့မြင်မြန်ထားရပဲဖြစ်ပါရဲ့ရှင်။ကျွန်တော်တို့ရေရှင်ကြီးရောနေ့ကငါရောက်ကဓမ္မသာကိစ္စပွဲချုပ်ပေါ့ဗျာ။အဲ့ဒီမှာကျွန်တော်တို့ရှိတဲ့ငွေတောင်းဒီဆောင်မှာအပတ်စဉ်တနင်္ဂနွေနေ့တိုင်းနေ့လယ်တနင်္ဂနွေ၄နာရီကိုဓမ္မသာကိစ္စဆွေးနွေးပွဲလုပ်တယ်။လို့တခါမှာရှေ့ရှေ့ဆရာတော်ဘုရားကြီးရဲ့ဩဝါဒပေါ့လက်ရှိဆရာတော်ကြီးရဲ့ဩဝါဒအတိုင်းပေါ့ပြီးတော့ကျွန်တော်တို့အာစရိယဝါဒပေါ့ကျွန်တော်တို့ရဲ့ ဟိုနိုင်ငံကြီးတွေဥက္ကဋ္ဌကြီးတွေပေါ့နော်အဲပညာရှင်တွေပေါ့သူတို့ကနေပြီးတော့ကျွန်တော်တို့အစည်းအဝေးလုပ်ထားပေးတာလည်းရှိတယ်အဲ့ဒါဗာလဲလို့ဆိုတော့ရှင်းနေကြတဲ့ခါမှာဓမ္မဝိနည်းပေါ့ဓမ္မမှာတော့ယူဓမ္မနဲ့အပိဓမ္မရှိတယ်ယူဓမ္မကိုသုတ်တန်ပေါ့အပိဓမ္မကအပိဓမ္မပေါ့ဝိနည်းဆိုတာကတော့သီလပိုင်းပေါ့ဝိနည်းတမတော်တွေနဲ့ပတ်သက်တဲ့ဝိနည်းပိုင်းတွေကိုကျွန်တော်တို့ကရှင်းနေတယ်သုံးသက်တယ်ဒီလောက်ပဲလုပ်လို့ရတယ်ဆုံးဖြတ်တယ်ဆိုတာမလုပ်အောင်ပေါ့နော်ဟိုတော့ဘာကြောင့်လဲလို့ဆိုတော့ရှင်းနေကြတယ် ဆွေးနွေးတာလူပုဂ္ဂိုလ်တွေကိုအကြောင်းကတန်လာတော်တွေနဲ့ပတ်သက်တာဖြစ်နေတာဝိနည်းနဲ့ပတ်သက်တာဖြစ်နေတာအလံဝေးတာပေါ့နော်ဝေးတဲ့ခါတစ်ခုပေါ့နည်းနည်းတာတစ်ခုရှုပ်ထွေးတဲ့ဟာတစ်ခုနောက်အချို့ချို့တော့တွေ့ကြုံရဆိုရင်တန်လာတော်တွေဘာတွေကိုလည်းလည်းပါပြီးတော့ဆွေးနွေးတဲ့ခါကျရင်ဟိုသူတို့အခက်မသိတာလေးတွေရှိကြပေါ့ဒါကလည်းပဲသဘာဝကြတယ်ရှေးရှေးဆရာတော်ဖျားကြီးတွေဟိုနာမည်လည်းဟိုနေလိုလာလို့ထင်ကြတဲ့ဆရာတော်ကြီးတွေကြောင့်တစ်ခုနဲ့တစ်ခုအယူဆလေးတွေဟိုရှိတတ်တယ်ကွဲနေတာလေးတွေပေါ့နော်ဟိုအများကြီးတော့မဟုတ်ဘူးပုဂ္ဂတိကလေးပေါ့အဲ့တော့ ဂရီနေနဲ့တော့မဆွေးနေတာကောင်းတယ်လို့ဆိုပြီးကျွန်တော်တို့ကိုစီကံလေးတက်မှတ်ထားတယ်ပေါ့တကယ်လို့မဆွေးနေမဖြစ်ဆွေးနေရမယ်ဆိုရင်အဖွဲ့အနေနဲ့တုံးကပ်ပြရမယ်ဆိုရင်တော့ဆွေးနေတာတုံးကပ်တာတော့တော့လုပ်ပါမဆုံးဖြတ်ပါနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာတော့မဆုံးဖြတ်ဘူးဆွေးနေတဲ့ပိုင်းလေးကိုတော့ဟိုဆရာနီးလက်ကြကြဆာနီးလက်ရကျွန်တော်ပြောမယ်နည်းနည်းပဲပြောမယ်ဒီမိကောရဟန္တာလာတော့ဒီမှာ298တော်သိက္ခာဖို့ရှိတယ်ဒါပေမဲ့သိနိုင်တဲ့အာဘက်ခုနှစ်ခုပဲရှိတယ်အာဘက်ဆိုတာက တင်းရောက်တတ်တော့အပြစ်လို့ခေါ်တာပေါ့အဲ့ဒါအဘခုနှစ်ပုံစံကြားဘူးမှာပေါ့နော်ဟိုရေတဲ့အဖင်ကတော့လေ့လာမှသိတာပေါ့နံပါတ်၁ကသူကဒီလိုပါရာဇိကပါရာဇိကပြီးရင်တန်ခါဒိဋ္ဌိကလို့ခေါ်တယ်တန်ခါဒိဋ္ဌိအဲ့ဒီအဝရကထုံလစင်းပြီးတော့ပါစိတ်ပါတိတေဇနီပေါ့နော်ဒုက္ခဒုက္ခသီဆိုပြီးတော့ခုနှစ်ခုရှိတယ်အဲ့ဒီခုနှစ်ခုမှာအရေးကြီးဆုံးကပါရာဇိကပဲအတူမိလာတာလည်းအရေးကြီးဆုံးဟာကြီးဖြစ်နေပါရာဇိကတော့ပေါ့နော်ဟိုခက်ခဲတာပေါ့နော်အဲ့တော့သုံးချွေးနေတဲ့အပိုင်းပြောရရင်ပါရာဇိကကြာသွားတဲ့ယဟန်က ယဟန်ဖြစ်ကိုတစ်စလုံးပြန်မရတော့ဒါလည်းတစ်ချက်ဆိုးရတဲ့ဟာပေါ့လူထွက်ချင်းရသူတွေအကောင်းဆုံးပဲနှမသူကလည်းအပေရတဲ့ကြမှာအဲ့လိုတိကိုအသိကြီးတယ်အဲ့တော့ပါရာဇိကမှာသူကအခုကျွန်တော်ဆွေးနွေးတဲ့ဟာလေးတစ်ခုပြောပြမယ်နံပါတ်1လူဆက်ဖြစ်ရမယ်ပါရာဇိကကြမကြဆိုတာတတ္တဝါတတ္တဝါမှန်းသိရမှာပေါ့နော်ဒီဆက်ဖြစ်ရမယ်တတ္တဝါလည်းဖြစ်ရမယ်တတ္တဝါမှန်းလည်းသိရမယ်ပြည်စည်လိုတဲ့စိတ်ဆန္ဒရှိရမှာပေါ့စိတ်လိုတဲ့စိတ်ဆန္ဒရှိတဲ့အခါမှာအဲ့ဒီတက်ချင်းအမှုမှာကိုယ်စိတ်နှလုံးပေါ့၃ပါးစလုံး အထုတ်ရမှာပေါ့ပြီးရင်အဲ့တ ত্ত্ব ဝါသိရမှာပေါ့ဒီလိုအချက်လေးတွေရှိဒါကသုံးသပ်ပြတဲ့ဟာပေါ့ကောင်းပြီဒါပြင်ကျွန်တော်တို့ဆုံးဖြတ်တဲ့အတွက်ကိုမသွားဘူးမသွားတဲ့ခါကျတော့မိဘနဲ့မှာပါတဲ့အတိုင်းကြောင်းရင်သေအောင်ရိုက်စစ်တာသေအောင်ရိုက်စစ်ခြင်းနဲ့ရိုက်စစ်ရင်သေခြင်းဆိုတာအမြဲတမ်းနူးညံ့တိမ်မွေတယ်သဘောတရားတိမ်မွေတယ်ဒါကျွန်တော်တို့ဝင်ဆုံးဖြတ်လို့မရဘူးနော်သေအောင်ရိုက်စစ်ခြင်းနဲ့ ရိုက်စိတ်ရသေးခြင်းဟာသဘောထားနည်းမြန်တင်ပေါ်တယ်။နောက်ပြီးတော့အဲဒီရိုက်တဲ့၃ပါးထဲမှာမှဘယ်သူလက်ချက်နဲ့ဇီဝတ္တူတွေပြုတ်ကြစရာလည်းပဲရှုပ်ထွေးလာတယ်။အဲဒီကိစ္စကျွန်တော်တို့ဒါအဝေးလူနဲ့ဘာမှမပတ်သက်ဘူး။ဒါကြောင့်၃ပါးစလုံးပါရတိကကြာသလားမကြာသလားဆိုတော့ကျွန်တော်တို့မဖြေနိုင်ဘူး။ဖြေသင့်တော့အရာလည်းမဟုတ်ဘူး။ခုနပြောတဲ့သဘောတရားတင်မှုကြရတယ်ရှုပ်ထွေးတဲ့ကိစ္စဖြစ်တယ်။တန်ကနဲ့သာတက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ဒီမိဘကတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ကျေနပ်ပေးပါနားလည်ပေးပါလို့နော်ကြည်ကြပါလား။ဟုတ်ကဲ့ပါရှင်။ ဟုတ်ကဲ့ပါရှင်အွန်လိုင်းကနေတဆင်မြင်ရလာကြရဲ့မိဘပြည်သူတွေလည်းဆရာဖြေချပေးသွားတဲ့အဖြေကိုကျေနပ်လိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်အခုလိုမျိုးပြည်သူစုံစုံဖြေချပေးတဲ့ဆရာဦးဆန်းလင်းဆရာကိုလည်းကျမတို့ရဲ့ Sky နဲ့ Update ကနေပြီးတော့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်